မြင်းမကြီးရဲ့နေရာမှာခြေဖြောင်းအောင်ရှောင်းနိုင်လို့မစ်လုပ်လို့ရတာဆိုရယ်ခင်ရတနာဆိုပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အလောင်းမေခင်ရတနာဆိုကတော့မြန်မာတန်စင်အစိုးရကနေအလောင်းမေဘက်ကိုကူပြောင်းသွားခဲ့တဲ့သူဖြစ်ပါတယ်သူမဟာဘကုမျိုးရဲ့ Miss Universe အဖြစ်ရွေးချယ်ခံထားရတဲ့သူလည်းဖြစ်ပါတယ်တိလာရှင်ဝင်ပြီးလူထွက်တာမကြသေးလို့ဂရုံးပေါ့စပင်ကြီးနဲ့မထော်မနှမ်းအလောင်းမေလုံနေရကြပြည်သက်တရားဝေဖန်နေကြပါ အခုမျိုးအတွက်ရွေးချယ်တဲ့ပွဲမှာလေသူမထက်ချော်လာပြီးခန္ဓာကိုယ်လှတဲ့သူတွေရှိပေမဲ့လေခေအနာဆိုကပဲပကူးမြို့ကစားပြုဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။သူမကအိနာကွက်တစ်ခုလက်ဖြစ်တဲ့အပြင်အလမေရုပ်ရည်မျိုးမရှိနေဘူးလို့ဝေဖန်မှုအများကြီးရှိလာတဲ့ချိန်မှာတော့ဝေဖန်မှုတွေကိုခီးမဆိုင်ပဲလောက်ပြနိုင်နေဆိုတာသတိပြမယ်လို့ဆိုလာပါတယ်။သူမကတခုလက်ဖြစ်တာနဲ့ပဲအလားမမဖြစ်ရဘူးဆိုရယ်စံနှုန်းသတ်မှတ်ထားတာမရှိလို့ Miss Universe တရဖူးဆောင်နိုင်မှုစူးစမ်းတော့မယ်လို့ပြောပါရယ် ကေနာဆိုဟာငငယ်ရေကအိမ်ကနေပြမနေတဲ့နေရာမှာတော့ခြေရောက်ဖြတ်အောင်လမ်းလျှောက်နိုင်ခဲ့တဲ့သူမျိုးအလှမဲ့ပွဲမှာလေကဘောအတွက်အထူးတလဲလေးကျင့်ဆံမလို့ပဲကျန်းကျန်နေပြီးသားဖြစ်တယ်လို့ပြောပါရယ်နောက်ပြီးသူမမှာ leadership skill နဲ့စကားပြောဆိုင်ရည်တွေရှိလို့နိုင်ငံတကာမှာတွားရောက်ရှင်ပြိုင်မှုမကြဘူးအလုံးအစင်သွင်းဖြစ်နေပြီလို့ပြောပါရယ်သူမကတော့ငငယ်ရွယ်နဲ့အိမ်အောင်ကြခဲ့ပြီးအိမ်အောင်သက်ဆောင်တဲ့အတွင်မှာလျှောက်ကြဖြစ်သူရဲ့အိမ်တွင်အကြံဖတ်ခံရလို့လက်မထင်ရရခဲ့ပြီးဘောပန်တော်မကင်နိုင်ခဲ့ဘူးလို့ပြောပြလာခဲ့ပါရယ် အဲဒါကြောင့်ပဲသူမဟာစေတဲ့ပညာရေးကိုစောင်းရတိုင်အောင်မတင်ခဲ့ရဘူးလို့ရှင်းဖွင့်လာခဲ့ပါတယ်။အိနောက်တဲ့6နှစ်အကြာမှာတော့ခေယနာဆိုဟာအိနောက်ကွဲခဲ့တာဖြစ်ပါတယ်။ခေယနာဆိုကတော့ပကုတ်အလာမေပွဲမှာဆူရခဲ့တဲ့ စုချင်းငွေ390ရက390ကိုနှစ်ခေါက်ပလတ်စတစ်ဆာဂျရီလုပ်ခဲ့ပါတယ်။သူမကတော့ Miss Universe တရဖူဆောင်နေဖို့စိတ်ပြင်းပြနေပြီးတကယ်လို့လုံနိုင်ခင်အချားအင်တော်တဲ့အမျိုးသမီးတွေအတွက်မော်တီပေးနိုင်လိမ့်မယ်လို့ဆိုပါရယ်။သူမကိုယ်တိုင်လည်း Miss Universe ဖြစ်လိမ့်မယ်လို့ယုံကြည်နေရပါ။ ပရိသတ်တွေကတော့ဒီမှာဟာအလားမဲ့ရုပ်ရည်မျိုးဖြစ်မနေလို့ဘလို့မှအဆင်မပြေဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါဝေဖန်မှုတွေကြားရကတကယ်ဖြစ်လာအောင်ကြိုးစားမယ်လို့ခင်ရနာစုကပြောပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းလေးကတော့ဒီလောက်ပါပဲရှင်အမြင်နဲ့ဒီလိုမျိုး update ဖြစ်နေတဲ့ဆယ်လီရဲသတင်းကြောင်းရီကိုစင်စမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျွန်မရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးပြီးပေးနာ notification bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်နောက်ဆက်အောင်ပြေကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတူပဲတင်ရှိပါရရှင်။